ဖာဘရီကာကိုမရရင်တန်ဟတ်ကိုခေါ်ယူမယ်လီဗာကိုစီမန်ချက်စတာယူနိုက်တက်သင်းရဲ့နီးပြဟောင်းအဲရစ်တန်ဟတ်ကဂျာမန်ထိပ်သီးကလပ်လီဗာကိုစီရဲ့နီးပြတဲ့ဖြစ်လာပေါ်အလားလာတွေမြင့်တက်နေပါတယ်ဒါပေမဲ့ဒီပြောင်းရွှေ့ဟာဂျာသမားပေါ်မှာနမ်မီကျော်ကွင်းလေးလူတို့ဖြစ်တဲ့ဖာဘရီကာရဲ့အီတလီကလပ်ကိုမိုအသင်းမှာဆက်ရှိနေမနေဆိုတဲ့အပေါ်မှာလုံးလုံးရရမူတီနီလို့သိရပါတယ်။ဘာကြောင့်ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်နေရတာလဲလီဗာကိုစီရင်သင်းရဲ့နီးပြရှာဖွေမှုကဘယ်အဆင့်ကိုရောက်နေပြီလဲတန်ဟတ်တို့ရောဘလိုအခွင့်အရေးတွေရှိနေလဲဆိုတာအသေးစိတ်ဆက်လက်ကြည့်ရှုသွားကြရအောင်ပါ။ပြီးခဲ့တဲ့ရာသီမှာဇာဘီလွန်ဆိုရဲ့ဦးဆောင်မှုနဲ့လီဗာကိုစီရင်သင်းဟာဘွန်နိုလီဂါမှာသမိုင်းဝင်စွမ်းဆောင်ရည်တွေကိုပြသခဲ့ပြီးဘွန်နိုလီဂါချန်ပီယံဆုကိုမယုံနိုင်အောင်တင်ပိုက်ခဲ့ပါတယ်။ ဒါပေမဲ့အလွန်ဆိုအသူရဲ့ကစားသမားဘဝရဲ့ထုတ်ထိတ်ကိုရောက်ရှိခဲ့တဲ့စပိန်တက်တီကလပ်ရီယယ်မက်ဒစ်တင်းကိုပြောင်းရွှေ့ဖို့တည်ကြတဲ့လောက်ဖြစ်နေပါတယ်။အလွန်ဆိုရီယယ်မက်ဒစ်မှာကစားသမားဘဝတုန်းကလည်းအောင်မြင်မှုများစွာရရှိခဲ့ဖို့ရာကြောင့်သူရဲ့အသေးဟောင်းကိုပြန်လည်ကင်ဆယ်ဖို့ဆရာထက်တန်နေတာအမှန်ပါပဲ။ဒါကြောင့်အလွန်ဆိုကရီယယ်မက်ဒစ်ကိုပြောင်းဖို့တည်ကြတော့တာနဲ့မြ။လီဗာကူစီတင်းကလည်းသူရဲ့နေရာမှာအစားထိုးဖို့အတွက်ရည်ချင်းပြေးသွားတဲ့နီးပြတ်တူအုပ်ကိုအသေးတန်စာပွေနေရပါတယ်။နီးပြတ်တလည်းတာသူတွေတဲမှာကွင်းလင်ကစားသမားအောင်ဖာဘရီကကလည်းထိတ်ဆုံးကပါဝင်နေပြီးလီဗာကူစီတင်းရဲ့ဖာဘရီကကိုခန့်အပ်ဖို့အတွက်ကိုမိုအသင်းရဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့နမ်ကျော်တတိယ Florian Platinum ဘက်ကတီလင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာ Italy City ရဲ့ကလပ်ကိုမို င်းကသူရဲ့အောင်မြင်တဲ့နီးပြဖြစ်သူ Fabrica ကို Relego ကိုလက်လွတ်ဖို့အခက်အခဲများစွာရှိနေပါတယ် Fabrica ကကိုမိုအသင်းကိုဆန်းဆောင်ရည်ကောင်းနေတဲ့ဥဆောင်ခဲ့ပြီး CDB ကနေ CDA ကိုအန်အားသင့်ပွဲတန်းတန်းနိုင်အောင်ဆန်းဆောင်ပေးခဲ့တာကြောင့်အသင်းမှာသူရဲ့ရေးပါမှုကအလွန်တရာကြီးမားပါတယ်ဒီလိုရှုပ်ထွေးတဲ့အခြေအနေတွေကြောင့် Liverpool ရှိအသင်းကနမ်ဘီကျော်နီးပြတူဖြစ်တဲ့ Everton ဟာကိုရူဒီယာမြောက်ဦးစားပေးနီးပြအဖြစ်ပြင်မှတ်ထားတဲ့စီးရင်ထဲမှာထည့်သွင်းထားတယ်လို့သိရပါတယ်တန်ဟန်ကမန်ယူအသင်းမှာရလဒ်တွေမကောင်းခဲ့တာကြောင့်ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလမှာယာဒူကနေထုတ်ပယ်ခံခဲ့ရပြီးလက်ရှိချိန်ထိဘယ်အသင်းကမှတာဝန်ယူကင်တွယ်ခဲ့ခြင်းမရှိသေးပါဘူး တဟန်ကမန်ယူကထောက်ခပြီးတဲ့နောက်မှာမန်ယူတင်းရဲ့ခြေစောင်းကတိတိတသာတိုးတက်လာတာမျိုးမရှိတဲ့အတွက်တဟန်ကအုတ်ထပ်ဖို့မှာတဦးတည်းပြဿနာရဲ့အရင်းမြစ်မဟုတ်ဘူးဆိုတဲ့အမြင်နဲ့ပုံမှုအားကောင်းလာစေခဲ့ပါတယ်။လက်ရှိချိန်မှာနီးပြတဲ့ရူပီအာမိုရီရဲ့လက်အောက်မှာမန်ချက်စတာယူနိုက်တက်တင်ဟာပရီးမီးယားလိအမှတ်ပေးကြရဲ့အောက်ဆုံးအဆင့်မှာရုန်းကန်နေရတာကိုတွေ့မြင်ရပါတယ်။လီဗာပူးစင်းရဲ့အားကစားဆိုင်ရာမန်နေဂျာဆိုင်မွန်ရုတ်ကတော့နီးပြတဲ့ခံအမှုနဲ့ပတ်သက်ပြီးလာမယ့်မေလအတွင်းမှာအပြီးတက်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းအတီလင်းပြောကြားထားပါတယ်။ဖာဘရီကတ်အနေနဲ့ကိုမိုတင်းမှာဆက်လက်တာဝန်ယူသွားမယ်ဆိုရင်တန်ဟာလီဗာပူးစင်းရဲ့နီးပြတဲ့ဖြစ်လာနိုင်တဲ့အလားအလာတွေအများပြားရှိနေပါတယ်။ ိတ်ဝင်စားစရာအပြည့်ရှိတဲ့ဒီအပြောင်းရွှေ့သတင်းကိုကျွန်တော်တို့ဆက်လက်ဆောင်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ဆက်တဲ့အမားကိုချစ်ကြတဲ့